မိဘမရှိတဲ့သာသမီတယောက်အလူပွဲကြီးอ่ะဥပမာပြောပြောရမယ်ဆိုကိုတီးရတို့မသိမှာဦးတို့တော့ရှိနေကြည်ဒီတဝင်းလုံးပြည့်သွားမှာပေါ့ပြည့်သွားမှာပေါ့ဘာကြောင့်လဲဆိုတော့ဩကိုတီးရတို့မသိမှာတို့ရဲ့မျက်နှာကြောင့်ဟာကြတယ်ပေါ့ဒါပေမဲ့သူကြီးอ่ะအားမငယ်ပါဘူးသူကအဓိကသူ့မွေးနေ့ဝယ်ကြီးဖြစ်သွားဖို့တဲ့သူ့အဖေအမေတွေအတွက်ညီမန်းထားတဲ့ ရည်စူးထားတဲ့ဟာတခုအလူကြီးဖြစ်ဖို့သူကအဓိကပဲဒါတွေကထိတ်တဲ့ထဲကမလို့ပါဘူးလေမိဘမရှိတဲ့သာသမီတယောက်အလူပွဲကြီးอ่ะဥပမာပြောပြောရမယ်ဆိုကိုတီးရတို့မသိမှဥလို့တော့ရှိနေကြီးဒီတဝင်းလုံးပြည့်သွားမှာပေါ့ပြည့်သွားမှာပေါ့အားကြောင့်လို့ဆိုဩကိုတီးရတို့မသိမှတို့ရဲ့မျက်နာကြောင့် ်အားရတယ်ပေါ့ဒါပေမဲ့သူကြီးကအားမငယ်ပါဘူးသူကအဓိကသူ့မွေးနေဝယ်ကြီးဖြစ်သွားဖို့တဲ့သူ့အဖေအမေတွေအတွက်ရည်မှန်းထားတဲ့ရည်စူးထားတဲ့ဟာတခုအလှူကြီးဖြစ်ဖို့သူကအဓိကပဲဒါတွေကထိတ်တဲ့တဲ့ကြမလို့ပါဘူးလေတချို့တွေကြတော့အားရရှိတယ်မအားရရှိတယ်လေအားတဲ့လူကတော့ကမအားရမအားတဲ့ကြတဲ့ကဘာကဘာကနလာတဲ့လူတွေရှိတယ်ပြန်သွားတဲ့သူ့အလုပ်လေးရှိတာလေဒါတွေကအားငယ်တယ်ကြမလို့ကို့

။ညာတော်တော်များများရိုက်ခဲ့ဘူးကွာကိုတီးရနဲ့အောင်မသိမှနဲ့အောင်တော်တော်ရိုက်ခဲ့ပါကျွန်တော်တို့ကိုတီးရနဲ့ရိုက်နေတဲ့အချိန်မှာဒီချက်နိုင်လို့ဆိုတာငငယ်လေးပဲရှိတယ်။နှစ်ချီတွဲလောင်းလေးပေါ့သူတို့ကွာလေးအလိုမျိုးလေးဖြတ်တန်းလာခဲ့တာအများကြီးပါပဲဒီအမတ်တရားရဲ့ပြောရမယ်ဆိုရင်တနေတော်ကိုဝါမှာအများကြီးအများကြီးပြောဟုတ်ကဲ့မြင်သေးခြင်းနဲ့ဆန္ဒကတော့မိပါတိုင်းပါပဲသူတို့ဖြစ်သေးခြင်းနဲ့ဆန္ဒတွေပေါ့အခုဖြစ်အောင်လုပ်ပေးလိုက်ရတဲ့အတွက်ကြောင့် တမလွန်ဘွားကနေပြီးတော့တိမယ်တိနိုင်တယ်ကြားနိုင်မြင်နိုင်ပြီးတော့သာဓုနူဝန္ဒနာခေါ်ဆိုနိုင်မှာပါ။အားကြောင့်ဆိုမိဘတိုင်းကကိုသားသမီးတွေအရွယ်ရောက်လာရင်သားပဲဖြစ်ဖြစ်သမီးပဲဖြစ်ဖြစ်ရဟန်းငန်ရှင်ပြုနာသအလူပွဲလေးကိုငါတို့ဖြစ်အောင်လုပ်မယ်ဆိုတဲ့ဆန္ဒလေးကမိဘတိုင်းမှာရှိကြတယ်လေ။အဲ့ဆန္ဒလေးမပြေဝခင်မှာတော့သူကတမလွန်ဘွားကထောက်ခွာသွားတာ။ဆိုတော့အဲ့မိဘတွေရဲ့ရှိသောဆန္ဒကိုကြံခဲ့တဲ့ သားတယောက်ပါနေပြီးတော့ဒါသူ့ရဲ့ပထမဦးဆုံးဝင်းနေတယ်လေတိုက်ဆိုင်တယ်အကြီးရကလေးနဲ့စောင်းရွက်ပေးတဲ့အတွက်ကြောင့်ပို့ပြီးတော့ထူးမြတ်တယ်ပေါ့ပို့ပြီးတော့ကုသိုလ်ရတယ်ပွဲလေးဟာသူ့ရဲ့မွေးနေ့မွေးရက်မွေးလတိုက်တာရဲ့မွေးနေ့ပွဲလေးအထူးသူ့ရဲ့ပထမဦးဆုံးဒီသာသနာ့ဘောင်နဲ့ဝင်တဲ့ပွဲလေးရဲ့ပြီးတော့ပွဲလွန်သွားချာပြီးဖြစ်တဲ့အဖေတရားတင်ဆိုအမေ တော်သေးမဥရောရဲ့ကျေးဇူးကိုဆက်တဲ့ကျေးဇူးဆက်ပွဲကြီးလိုပဲခေါ်ရမှာပေါ့နော်ဝိဖြစ်တယ်ငငယ်ဦးကတော့ဒီဆောင်ဝဲပြီးတာနဲ့ဆောင်ဝဲပြီးွားတာနဲ့တစ်နှစ်တစ်ခါဝိဖြစ်တယ်အခုကြီးလာဒီနှစ်ထဲမှာပဲကျွန်တော်အမအကြီးဆုံးကနိုင်ငံသားမှာလေသူကနေပြီးတော့အရန်ငန်ရှင်ပြူပွဲလေးလုပ်ပေးတာလုပ်ပေးတဲ့အတွက်ကျွန်တော်ဒီနှစ်ထဲမှာလည်းဟိုကိုရက်ပေါ့ရဟန်းကိုရက်ဈေးခဲ့သေးတယ်ဝိခဲ့ပါလိမ့်ဟုတ်ကဲ့ တာသနာနဲ့တော့ယင်းနည်းဘူးရှိရယင်းနည်းဘူးရှိပါတယ်ငငယ်တနေ့တခါဝင်နေတော့ယင်းနည်းပါတယ်ဟုတ်တောင်းလို့ရတဲ့ရှင်ပါဘောနော်ဘယ်လိုမျိုးသွားရလဲရှိတယ်တောင်းလာဘဝဝေတော့အရင်ဒီအခုဆိုရှိစက်နိုင်လို့ဆိုဒါပထမဦးဆုံးဝေတာလေပထမဦးဝေတော့7နှစ်ကြီးကျော်အဲ့ကောက်ပိုက်စာတော့အကတော့ဘာရဲ့အိုက်ကောက်တော့ဖြစ်တယ်အဲ့အဲ့ဦးဆုံးပိုက်စာတော့မှာ7နှစ်ကြီးကျော်လှည့်အောင်ခံရတော့ပါဟမ်7နှစ်ကတောင်းတော့မှာလို့ပြောတယ်7မိနစ်တော့ခံမှာမလားမသိဘူးခုနကလာတော့အောင်ပါ သွန်းစားပွဲမှာကြောင်းနိုင်တွေကပြီးပြီသူမပြီးသေးဘူးမလုံနေတဲ့ကိုတော်တဲ့17နှစ်မထိုးခင်အဝတီးဟာတာတဲ့ဟုတ်ကဲ့ပထမဆုံးစင်ထုံးလောက်ဝတ်တာပေါ့ပထမဆုံးကြိမ်နဲ့တကယ်ဝါလဲဝတ်တာပါလေ